နန္ဒီဝိတာလာနွားကလဲအစည်းတရားကိုဆွဲပြမယ်ဆိုတာကြောင့်မြို့သူမြို့သားတွေကလည်းလာရောက်ကြည့်ရှုကြတော့တယ်။လို့လဲပုံနာကြီးရဲ့တင့်ရနွားကတကယ်ရောဆွဲနိုင်လို့လား။တင်လောင်းထားလို့သာကျုပ်ကလာရတာနော်။ဖူတာတော့စကားကိုပြောဆိုခြင်းဟာလည်းမင်္ဂလာတပါးပဲဖြစ်တယ်။တခါတော့ကခန္ဓာရတိုင်းတက္ကသိုလ်ပြီးမှနေထိုင်တဲ့ပုံနာတယောက်မှနွားလေးတစ်ကောင်ရှိတယ်။သူဟာသူ့ရဲ့နွားလေးကို နန္ဒီဝိတာလာဟုအမည်ပေးထားတယ်။ပုံနာဟာထိုနွားကိုကောင်းသောနေရာ၌ထားကောင်းသောအစားအသောက်ကျွေးတယ်။တားကဲ့သို့ကျွေးမွေးပြုစုစောင့်ရှောက်ထားသောကြောင့်ထိုနွားလေးဟာခွန်အားပလနှင့်အလွန်ပြည့်စုံနေတော့တယ်။တဲ့ဖေသားကြီးစားကွာစားစားအဝါသာစားကွာညနေကျမှအဖေတစ်ခေါက်ထက်ရိတ်ကျွေးရုံပဲနော်။အခုလိုငါသားကြီးခွန်အားပလနှင့်ပြည့်စုံနေတော့အဖေလည်းကျွေးရတဲ့အကျိုးနဲ့တာပေါ့ကွာ။ငါရဲ့တခင်ကငါ့ကိုသူ့သားရင်ကဲ့သို့ချစ်ခင်မြတ်နိုးတယ်။သူ့ရဲ့အသက်အရွယ်နဲ့မလိုက်ငါ့ကိုမျက်ရည်ကျွေးရတာနဲ့ ခြေနေခြင်းနဲ့မကန့်အောင်မီးထိုးပေးရတာနဲ့ငါအပေါ်ကျေးဇူးတွေကများလုံးနေပါပြီ။သူ့ရဲ့ကျေးဇူးတွေကိုဘယ်လိုပြန်ဆက်ရမလဲ။အော်သိပြီသိပြီ။အေးအဖြစ်မှာတပြားတထောင်ရှိလားဗျ။မရှိပါဘူးကွာ။ဘာလို့ဖို့လဲကွာ။တတိကောဝိတကကအလောင်းစားဝါသနာပါတယ်အဖေကသူ့ထံကိုသွားပြီးတော့ငါနွားကဒစည်းနဲ့ဒစည်းတွဲဆက်ထားတဲ့ဝင်ပြေးပါတဲ့လှဲတရားကိုတကောင်နဲ့ဆွဲနိုင်နေဆိုပြီးတော့အတပြားတထောင်ကြီးလောင်းကြီးထက်ခဲ့ဗျာ။ မင်းဟာလည်းဟုတ်မှလှုပ်ဆမ်းမှငါသားရလဲစီးတရားရဲ့အလေးချိန်ကနဲတာမှမဟုတ်တာမနိုင်ဝင်မလှုပ်ပါနဲ့ငါသားရသွားမှသာသွားပါအဖေကကျွန်တော်နိုင်အောင်ဆွဲပါမယ်ဗျမင်းပြောလို့သာလှုပ်ရမှာကွအတပြားတထောင်ရအောင်လဲကြံရဖန်ရအောင်မယ်မင်းဘက်ကအာမခံရင်တော့ငါတထေးထန်အခုပဲသွားလိုက်မယ်လေသွားမှသာသွားပါအဖေကကျွန်တော်တာဝန်ယူပါတယ်ဗျတထေးကတော့ လောင်းကစားအလွန်ဝါသနာပါသူပြီးပြီးအိမ်မှာပဲလောင်းကစားပြုတ်လုံနေတော့တယ်။သုံးပွင့်ဗျာ။ကဲခမရရှုံးပြီ။ကျုပ်ကိုတပြားလေးပေးတော့ဗျာ။ဒီပွဲမှာကျုပ်ရှုံးမိမယ်စိတ်ပြက်မယ်တော့မထင်နဲ့မောင်ရင်တို့ရဲ့မနှက်ပြန်ကြရင်လည်းကြွခဲ့ပါအောင်ဗျ။လာခဲ့မယ်ဗျာစိတ်ချစိတ်ချကျုပ်လည်းရှုံးတာများလို့ရှိတာလေးကုံတော့မယ်ဗျ။ဒီနေ့တည့်ရက်ပဲနိုင်သေးတယ်။မနှက်ပြန်ကြရင်လည်းအတပြားလေးသာများများယူခဲ့ဦးနော်အဆွေ။ဒါဆိုရင်ကျုပ်တို့ပြန်လိုက်အောင်မယ်နော်။ ဟာပုံနာကြီးပါလားဗျဘာကိစ္စများရှိလို့လဲတတိနဲ့ကျုပ်အလောင်းစားတစ်ခုလုံးမို့ဗျဘဲနေလေအလောင်းစားဆိုလို့ကတော့ကျုပ်ကမငင်းပါဘူးဗျဘလို့လောင်းစားမျိုးလဲကျုပ်ရဲ့နွားလေးနန္ဒီဝိတာလာကိုသိတယ်မလားဗျသိတာဗောဗျဘာလဲပုံနာကြီးမျက်ရည်မကျွေးနိုင်လို့ရောင်းတော့မို့လားဗျဘဲကရောင်းအောင်ပါလေတတိကကျုပ်ရဲ့သားကပြောလိုက်တယ်ဗျလဲစီးတရားကိုသူတချီတဲ့နဲ့ဆွဲနိုင်တယ်တဲ့ ဟုတ်မှလည်းလှုပ်ပါအောင်ပုံသားကြီးရခမရဲ့နွားလေးပြောနိုင်ယုံရလားဗျကျုပ်ကတော့ယုံတယ်ဗျာဘာလဲတတိယမစွဲနိုင်ဘူးထင်လို့လားဗျဒါဆိုရင်အတပြားတထောင်ကြီးလောင်းကြမယ်လေကဲဒါဆိုလဲမနေ့ပြန်ကြရင်တော့ကြည့်ကြသေးတာပေါ့ဗျာ thank you အဲ့ဒီလိုနဲ့နောက်တနေ့ရောက်တဲ့အခါမှာတော့နန္ဒီဝိတာလာနွားကလဲအစည်းတရားကိုဆွဲပြမယ်ဆိုတာကြောင့်မြို့သူမြို့သားတွေကလည်းလာရောက်ကြည့်ရှုကြတော့တယ်။လို့လဲပုံနာကြီးရဲ့တင့်ရနွားကတကယ်ရောဆွဲနိုင်လို့လား။တင်လောင်းထားလို့သာကျုပ်ကလာရတာနော်။လဲအစည်းတရားကိုတကယ်လို့ခြေတလန်းသာလှမ်းနိုင်ရင်တော့လောင်းထားတဲ့လောင်းကြီးတွေအကုန်လုံးပုံနာကြီးကိုပေးလိုက်မယ်ဗျာ။ရှက်ကောက်ကျက်တဲ့နွားလဲအစည်းတရားလုံးကိုဆွဲစမ်းဆွဲဟိတ်ဆွဲဆွဲဆွဲလေးဟိတ်ကောက်ကျက်တဲ့နွားဆွဲလေး ငါသခင်ပုံနာကဘာလို့စဲဆူနေရလာလဲငါကတော့သူ့ကိုကျေးဇူးဆက်ခြင်းလို့အတပြားတထောင်ရအောင်ဆိုပြီးလောင်းကြီးထက်ခိုင်းလိုက်တာ तू ကအခုငါ့ကိုကောက်ကျက်တဲ့နွားဆိုပြီးတော့စဲဆူနေတယ်တော်ပြီကွာမစွဲဘဲနဲ့ဒီတိုင်းပဲရက်နေလိုက်တော့မယ်ကဲပုံနာကြီးဘလို့လဲဗျအပြောကြည့်တတ်တလားခြေတလန်းတော့မစွဲနိုင်ပါလားဗျကွာဒီကောက်ကျက်တဲ့နွားကတော့ငါ့ကိုဒုက္ခပေးပြီမစွဲနိုင်ပါဘူးဗျမျက်ချောက်ကျွေးပြီးတော့မွေးထားတဲ့နွားအမညာလှဲစည်းတရားကိုစွဲမယ်လေဘာလေးနဲ့ အဲဒီလိုနဲ့ပုံနာကြီးဟာအသပြားတထောင်ရှုံးသွားတော့တယ်ဆိုးလိုက်တဲ့ကံကွာဒီနွားရဲ့စကားကိုယုံပြီလို့ငါမှအခုအသပြားအကျွေးတထောင်တင်နေပြီအေးနေမကောင်းလားဗျမျက်နှာလည်းမကောင်းပါလားဟဲ့နန္ဒီဝိတာလားနော်နေငါ့ကိုဒုက္ခတွေပေးပြီးတော့ဘာလို့ခုမှမသိကြင်အောင်ဆောင်ပြီးတော့မေးနေရတာလဲငါမှတော့နေ့ကိုမျက်တည်းကိုယ်တိုင်ရေကျွေးရတယ်သားတယောက်လိုမျိုးချစ်ခင်ခဲ့တာဟဲ့ အဖေကိုကျွန်တော်တကားမှဒုက္ခမပေးဘူးပါဘူးဗျ။ဟိုနေရနင်ပြောတော့လဲစီးတရားဆွဲမယ်ဆိုပြီးတော့မဆွဲနိုင်တာအဲ့ဒါဒုက္ခပေးတာမဟုတ်ဘူးလားကွ။အဖေအိမ်မှာနေကြတဲ့အိုတလုံးကွဲဘူးပါလား။ဒါတော့ဘယ်ကွဲဘူးမလဲကွ။ဒါဆိုရင်တတ်မှတ်ထားတဲ့နေရာမဟုတ်ပဲနဲ့ကျင်ကြီးကျင်ငယ်စွန့်ဘူးပါလား။ဒါလည်းမလုပ်ဘူးလေ။ဒါဆိုရင်အဖေကလဲတွေဆွဲခိုင်းနေနေရဘာလို့ကောက်ကျစ်တဲ့နွားဆိုပြီးတော့ဆဲဆူနေရတာလဲဗျ။အဲ့ဒါနဲ့ကျွန်တော်ဝမ်းလင်းနေစိတ်လေးဆိုးပြီးတော့မဆွဲဘဲနေလိုက်တာပါအဖေ။ ဆိုလိုလားကွာမင်းကတကယ်လဲဆွေးနိုင်တာမဟုတ်ပဲနဲ့အဖေဆဲဆိုနေလို့ကျွန်တော်မဆွေးရတာပါဗျာနှုတ်ရွှင် ပြီဆိုးပါတယ်အဖေကတတိစီသွားပြီးတော့အတပြား2000ကျေးလောင်းခဲ့ဗျာဒါပေမဲ့ဒီတစ်ခါဆွဲလို့ရှင်တော့အပြောဆိုရင်ကြေးပါစေဗျာပုံနာကြီးပါလားဗျဘာလာလောက်ပြန်တာလဲဗျ ကျုပ်ရဲ့သားလဲစည်းတရားကိုတခုံလို့ဆွဲပြမယ်တဲ့ဗျ။အဲ့ဒါဒီတစ်ခေါက်လောင်းကြီး2000ထက်တာဗျ။ပါလေဗျတပြားတထောင်ပေးရတာနဲ့လို့2000လာပေးတာလားဗျခမရလောင်းမှလာမလောင်းလားတာပြောစမ်းပါဗျကဲကဲခမရဒီလောက်တောင်လောင်းချင်နေနေလောင်းမယ်ဗျကျုပ်ကခမရစီရအတပြား2000လိုချင်းလို့လောင်းတာမဟုတ်ဘူးနော်လောင်းကစားဆိုရင်မနေနိုင်လို့လောင်းတာဗျ အဲ့ဒီလိုနဲ့နောက်တနေ့ရောက်တဲ့အခါမှာတော့ဖြစ်သားကြီးရဲ့ဒီလဲစီးတရားတဟုန်တို့ဆွဲပြလိုက်စမ်းပါသားကြီးရဲ့မျက်ချောက်စားရတဲ့နှောင်းကဆွဲနိုင်မှာမဟုတ်ပါဘူးဗျာဖြစ်သားကြီးရဲ့ခွန်အားကိုပြလိုက်စမ်းပါဖြစ်သားကြီးရဲ့ဖြစ်သားကြီးကလိမ်မာပါတယ်ကွာလဲစီးတရားဆိုတဲ့ဝင်ငါမမှုပါဘူးငါရဲ့အားကုန်သုံးပြီးဆွဲပြလိုက်မယ်အဲ့ဒီလိုနဲ့နန်ဒီဝိသားလာနှောင်းဟာလဲစီးတရားလုံးကိုတဟုန်တို့ဆွဲပြလိုက်တော့တယ်ကျေပုံနာကြီးတင်နိုင်ပါလေဗျာလောင်းချင်းဝင်2000ယူလိုက်ပါတော့ဗျာ နန္ဒီဝိတာလလေးကိုလည်းကျုပ်ကိုရောင်းပါလားဗျအဲ့လိုတော့မရောင်းပြစင်းနဲ့ဗျကျုပ်ကတားရင်လို့ချစ်တာဗျခုနေရလဲကျွန်တော်ရဲ့အပြောဆိုရိုင်းဆိုင်မှုကြောင့်ကျုပ်ရဲ့နန္ဒီဝိတာလနွားလေးကမစွဲပဲနေလို့ကျုပ်ရှုံးရတာပါဗျတိရစ္ဆာန်ဆိုပေမဲ့လည်းကျေးဇူးတည်တက်ပြီးတော့ယင်ပါတဲ့နန္ဒီဝိတာလကိုကျုပ်ကနောက်ထပ်အသပြား၂ထောင်ထပ်ဆုချတယ်ဗျအဲ့ဒီလိုနဲ့လာရောက်ကြည့်ရှုတဲ့ပရိသတ်တွေဟာလည်းနန္ဒီဝိတာလလေးကိုချီးကျူးပြီးတော့အသပြားလေးဝိုင်းဝန်းဆုချကြတော့တယ် ပုံသားမှာလည်းလောင်ချင်းဝင်2000အပြင် လာရောက်ကြည့်ရှုတဲ့သူတွေရဲ့စုချမှုကြောင့်အတပြားလေးများစွာရရှိသွားလေတော့လေပုံသားကြီးဟာဝမ်းသာအားရမဆုံးရှိတည်နေအမျှနွားလိမ်မာကြီးနန္ဒီဝိတာလာကိုလည်းကျေးဇူးတင်မဆုံးရှိနေတော့လေဒါကြောင့်ထူတာသောစကားကိုပြောဆိုခြင်းအားလည်းမင်္ဂလာတပါးပဲဖြစ်ပြီးတော့လေကျွန်တော်ရဲ့ channel လေးကို like and subscribe နဲ့အားပေးခဲ့ပါအောင်ဗျအားပေးတဲ့တယောက်ချင်းစီတိုင်းအထူးပဲကျေးဇူးတင်ရှိပါတယ်